မင်္ဂလာပါခင်ဗျာမေလ9ရက်နေ့အတွက် VW ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကာတီနယ် Robert Francis Prefo ဟာပထမဆုံးအမေရိကန်ပုတ်ရမ်းမင်းကြီးဖြစ်ရွေးချယ်ခံရပြီး Leo the 40ဆိုတဲ့အမည်ကိုခံယူခဲ့ကြောင်းသိရပါတယ်။ပုတ်ရမ်းမင်းကြီး Leo the 40လို့လူသိများတဲ့အသစ်ရွေးချယ်ခံရတဲ့ပုတ်ရမ်းမင်းကြီးဟာအမေရိကန်ပြည်ထောင်စုမှာပထမဆုံးပုတ်ရမ်းမင်းကြီးဖြစ်ပြီးကမ္ဘာကက်သလစ်ဘာသာဝင်1.4ဘီလီယံရဲ့ခေါင်းဆောင်သစ်ဖြစ်လာပါတယ်။ ချီကာဂိုမြို့မှာအသက်69နှစ်အရွယ်ရှိတဲ့သူဟာကြာသပတေးနေ့ညနေပိုင်းမှာ စိတ်ပီတာဖရာကျောင်းရဲ့လသာဆောင်ကို268ကြိမ်မြောက်ပုံရံမင်းကြီးအဖြစ်ဝင်ရောက်လာခဲ့ပြီးအားပေးဂုဏ်ပြုနေကြတဲ့ကက်သလစ်ဘာသာဝင် ထောင်ပေါင်းများစွာကိုအားလုံးငြိမ်းချမ်းကြပါစေဆိုတဲ့စကားနဲ့မိကုံပြောကြားခဲ့ပါတယ်။စိတ်ပီတာရင်မြင့်ရှိလူကြီးအားမိကုံပြောကြားနေစဉ်လီယိုဟာ ကွင်းလွန်သူပုံရံမင်းကြီး Francis အာကွန်ပျူတာအဖြစ်ကွင်းလွန်သူပုံရံမင်းကြီးရဲ့စီလုံးညင်ညွတ်မှုအမွေကိုတရိယာဖို့လူလူအားတိုက်တွန်းခဲ့ပါတယ်။ပုံရံမင်းကြီးသက်ရွေးချယ်ဖို့ကာဒီနယ်133မှာဆွေုံပြီးနှစ်ရက်အကြာမှာလီယိုအားရွေးချယ်ဖို့အကြံပြုခဲ့ကြတာဖြစ်ပါတယ်။ သူရဲ့ရှေ့ကပုံရံမင်းကြီးတွေဖြစ်တဲ့ Francis နဲ့ Benedict XVI တို့ကိုရွေးချယ်ပြီးညီလာခံဒုတိယနှစ်ညနေပိုင်းမှာရွေးချယ်ကထုတ်ပေါ်ပြသခဲ့ပြီးယနေ့ခေတ်ကာလရဲ့နန်းသက်အရှိဆုံးပုံရံမင်းကြီး Geoffrey the Scan ကတော့1988ခုနှစ်ရွေးချယ်ပွဲညီလာခံရဲ့တတိယမြောက်နေ့မှာရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။အကြီးမားဆုံးသောခရီးရန်ဂိုင်းခွဲကိုမှန်ဆလို့မရရှိတဲ့လက်ရှိခေတ်မှာဥဆောင်မှုခက်ခဲပြီးဆုံးဖြတ်ချက်တွေလည်းခက်ခက်ခဲခဲချမှတ်ရမှာပဲဖြစ်ပါတယ်။ Francis ဟာကိုရင်ဖြတ်ချခြင်းလိန်လူဆက်ဆံခြင်းလိန်ပိုင်းဆိုင်ရာအခန်းကဏ္ဍနဲ့တရီတားခြင်းကဲ့သို့သောလူမှုရေးပြဿနာတွေကိုချားရဲ့ဦးစားပေးလုပ်ငန်းတွေကနေဆွတ်ထုတ်ကကမ္ဘာစီးရဲ့နွယ်ပသူအိုမဲအိမ်မဲနဲ့ငတ်မွတ်သူတွေအတွက်မစ်ရှင်တွေကိုအစားထိုးပြုထောင်ပေးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ ကေတွဲအစိုးရအကြောင်းတွေမှာဆယ်ဖုန်းအသုံးပြုခြင်းကိုတားမြစ်ဖို့အလာဘားမားလွတ်တော်အမတ်တွေမဲခွဲဆုံးဖြတ်ခဲ့ကြပြီးမကြခင်မှာအလာဘားမားဟာအကြောင်းတွေမှာဆယ်ဖုန်းတွေရှိနေခြင်းကိုတားမြစ်တဲ့သို့မဟုတ်ကန့်တတ်ထားတဲ့ပြည်နယ်တွေနဲ့ချိတ်ဆက်ပါဝင်လာမှာဖြစ်ပါတယ်အလာဘားမားစီးနေလွတ်တော်ဟာကိတွဲအစိုးရအကြောင်းနဲ့ရှိအကြောင်းသားတွေကိုအကြောင်းနဲ့အတွင်းဖုံမှုသုံးစေဖို့ဥပဒေကြမ်းကိုမေလ9ရက်နေ့မှာမဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ် ်တင်ကြိုင်းနေတွင်ဖုံးတွေကို လော့ကာကာသူမဟုတ်အလားတူတူလန်အောင်နေရာတစ်ခုမှာထရှိရမှာဖြစ်ပါတယ်။ယခုဥပဒေကျမ်းဟာအတီးပြုတ်လက်မှတ်ရေးထိုးဖို့အတွက်အလားပါမအုတ်ချေမှု KIVC ရောက်သွားပြီလဲဖြစ်ပါတယ်။ IVC ရခုနဲ့အစောပိုင်းမှာ၎င်းရဲ့နိုင်ငံတော်မိကွန်းအစိတ်ပိုင်းတစ်ခုကိုအသုံးပြုခဲ့ပြီးလွတ်တော်မှတ်တွေကဆဲဖုန်းတွေပိတ်ပင်မှုကိုကြော်ဖြတ်ဖို့တိုက်တွန်းခဲ့သူလဲဖြစ်ပါတယ်။ ဒါကိုအကောင့်တဲ့ Forex Johnson တင်မှာအလုပ်ဖြစ်နေပါပြီ။ကျောင်းတော်များများကဖုန်းတွေသုံးတာကိုတမ်းမြစ်ထားပြီးဖြစ်ပါတယ်။ယင်းဥပဒေဟာ Johnson နဲ့တည်းအလုံးအတွက်လိုအပ်မှာဖြစ်ပါတယ်။အလားပါမဥပဒေကြမ်းမှာလည်းစက်ပစ္စည်းတွေတင်ဆက်နေကိုကျောင်းနေမှာထားရှိမှာ ဖြစ်ပါတယ်လို့ Republican အထက်လွှတ်တော်အမတ် Donnie Justin ကပြောကြားခဲ့ပါတယ်။ဒီနဲ့တော်တော်များများကြောင်းနေမှာဆဲဖုန်းတွေကိုပိတ်ပင်ဖို့သို့မဟုတ်ကန်တပ်ဖို့စတင်လှုပ်ရှားနေပြီလည်းဖြစ်ပါတယ် ဖုန်းတွေဟာစာသင်ခန်းတွေကိုစိတ်အနှောက်အယှက်ဖြစ်စေပြီးဆိုရှယ်မီဒီယာတွေဟာကလေးတွေရဲ့စိတ်ကျန်းမာရေးကိုအပြတ်သဘောဆောင်တဲ့တက်ရောက်မှုရှိမှာကိုစိုးရိမ်မှုတွေကြောင့်တွန်းအားပေးလာကြတာလည်းဖြစ်ပါတယ်။ Arkansas, California, Florida, Indiana, Louisiana, Minnesota, Ohio, South Carolina နဲ့ Virginia အပါအဝင်ပြည်내အများပြားရဲ့ကျောင်းတွေမှာကျောင်းသားတွေဆယ်ဖုန်အသုံးပြုမှုကိုတားမြစ်ခြင်းသို့မဟုတ်ကန့်သတ်ခြင်းတွေကိုပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ အလားတူဥပဒေကြမ်းတွေကိုနိုင်ငံတော်ဝန်ရှိပြည်내လွှတ်တော်အများအပြားမှလည်းအစုပြုထားပြီးဖြစ်ပါတယ် Republican အမတ် Chris Elliott ဟာចောင်းသားတွေအတွက်၎င်းတို့ရဲ့မိဘတွေနဲ့ဆက်သွယ်ပြောဆိုဖို့ကင်းလွန်ခွင့်ပြုချက်တစ်ခုပေးဖို့ပြင်ဆင်ချက်တစ်ခုကိုထည့်သွင်းဖို့ကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ဘူးလို့သိရပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ